့အသေးသေးကတော့အခုတိုင်းလက်ပြည်နယ်ကိုကြီးကလည်းနေပြည်တော်တိုင်းပေါင်း15တိုင်းကိုပုံပြီးပို့ဆောင်နေရတာပုံပြီးပို့ဆောင်နေမှာလည်းကတော့ချက်မှတ်ထားတဲ့စီးပွားစည်းကမ်းတွေနဲ့အညီတွားရတယ်ပြီးတော့တရားဝင်မဝင်ကုန်စည်တိုက်ပြည့်ရေးဘဟုကော်မတီကနေရာတော့ချက်မှတ်ထားတဲ့စီးပွားစည်းကမ်းတွေကိုတို့တို့နားတော့လိုက်နာရလိုက်နာပြီးတော့အကြည့်ကြတော့လိုက်နာပြီးလုပ်ရတယ်ဒီဟာတဲ့အတွက်ကြောင့်ဒီဟာမှာအရန်ခက်ခဲရှိပါတယ်အဲ့ကျွန်တော်တို့ကဒိတ်ကိုလာချတယ် ကျွန်တော်ဟိုဟိုအတူထွားဟို SME ကျွန်တော်တို့ရဲ့ဟိုကုန်တယ်လေးကတစ်ဖာဝယ်လေးရှိတယ်နှစ်ဖာဝယ်လေးရှိတယ်သုံးဖာဝယ်လေးရှိတယ်ရှိတယ်အဲ့တော့အဲ့လိုတွေကြတော့ကျွန်တော်တို့ကစီစစ်နေရတော့မေးရွာခမ ्या ဝယ်ကုန်ကမဟုတ်ဘူးကောခမ ्या ဝယ်ကုန်ကကျွန်တော်ဘာလို့စီစစ်ရမဟုတ်ဘူးကျွန်တော်တို့ကတော့လားဟိုနိုင်ငံတော်ရဲ့စီမီစီကန်းကို အတင်းနေနဲ့ရောအတင်းသားနေနဲ့ရောလိုက်နာတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကသိနေကြတာအဲ့တော့ဒီမှာလန်ကြီးမှလည်းအထက်သေးတွေအများကြီးရှိတာပေါ့ဟုတ်လားလန်ကြီးမှလည်းအပြောဆိုတာဝန်ရှိတဲ့မျိုးကမေးတဲ့ခါကျတော့ပြောဆိုတာတွေတက်လာဟိုကြောဆိုချက်တွေကဒီရေမောင်းရေလောင်းလိုက်တွေကိုတိမ်မာရင်ကြီးစွာပြောတတ်ဖို့လေကျွန်တော်တို့အများကြီးကြိုးစားထားရ အဲ့တော့ကြောင့်ကျွန်တော်တို့တွေဒီဟုတ်ပါဘာပဲဖြစ်ဖြစ်ဟိုအတင်းသားတွေကဒီလိုအချိန်မှာအတင်းသားတွေမှာအလောက်ကင်ပွန်လာရှားတယ်ဗျာဆရာကျွန်တော်ကကုံကိုရွေးပြီးတင်ရအောင်နော်အဲ့တော့ဟိုကုံရွေးပြီးတင်ရကျွန်တော်ကဟိုနည်းနည်းရှားတယ်ဗျာဆရာကြောင့်အတင်းသားတွေမှာလေဒီတလုံးအလောက်မကောင်အခုဒါဆိုရင်နှစ်ထောင်ဒီဒီနိုဝင်ဘာကနေပြီးတော့ဟိုးငါးလပိုင်းဒီကျွန်တော်အလောက်ကောင်းတော့ဗျာကုန်နေရဒီမှာအရန်အလောက်ကောင်းတယ် ဒါပေမဲ့လောက်ကန်ကန်ကြီးပါနေသေးတယ်ဟာအဲ့တော့ဒါတွေကကျွန်တော်တို့မှာအမြဲတမ်းဝန်တော့ဟိုကိုကိုတိုင်းကစပြီးတော့စီကံတည်ဝဲမှာအသင်းသားတွေကစီကံတည်ဝဲမှာအသင်းသားတွေစီကံတည်ဝဲမှာရင်မောင်းရင်လောက်နဲ့ဒီရင်ပိုင်ရှင်တွေကစီကံတည်ဝဲမှာအဲ့တော့နိုင်ငံတော်ကချမှတ်ထားတာဘာ၄လဲအဲ့တော့နိုင်ငံတော်တာမြစ်ထားတာဘာ၄လဲနိုင်ငံတော်ကထုတ်ပြန်တာအမိတွေကဘာ၄လဲဆိုတာ ကျွန်တော်ကအခါအားလေးဆိုတာကျွန်တော်တို့ရဲ့အသိဉာဏ်တွေကိုအသိပညာပေးပြီးတော့ကျွန်တော်တို့ကအနေနဲ့ကိုးစားဟိုဟို workshop လေးလုပ်ပေးဟာအဲ့ကြောင်မရဘူးဆိုတခါကျတော့လေရိုးသားစွာမှားတင်ခြင်းတွေရှိပါတယ်အဲ့တော့ဒီတော့တရားဝင်ကုံစီမှာဟိုဘုဒ္ဓဟိုစပြီးအရေးယူရမယ်ကျွန်တော်တို့ပြီးတယ်ဗျာကုံတယ်လားပေါ့အဲကုံတယ်ကပြီးလို့ ကုမ္ပဏီကဟိုကားဂိတ်နဲ့လုပ်ငန်းရှင်နဲ့ညီမောင်တွေကတင်တင်တာလားပေါ့မဟုတ်ဘူးကျွန်တော်တို့ကတချို့ကလည်းကုမ္ပဏီကစီမင်းစင်ကနဲ့တင်ကျင်တယ်ရင်းလဲညီမောင်တွေကစီမင်းစင်ကနဲ့တင်တန်တော့မကိုက်မကိုက်တော့အဲ့လိုမျိုးဟိုဟိုသူ့ရဲ့အစားဝင်တွေရွတဲ့ဖွက်ပြီးတင်တာရှိတချို့ကြတော့ဒီကုမ္ပဏီကနေပြီးတော့ ျွန်တော်ရင်ပေါင်းနေရဟိုပေါ့နည်းနည်းဘူးတုဒနေတော့အကွာအမင်းပါတီရလောက်ပါသွားဘာဖြစ်မှာလဲဆိုတာမျိုးရှိတော့ဘသူဘူမှာတာဝန်ရှိလို့နေဆိုတာကတော့နည်းနည်းကြက်ပြတ်မှာနည်းနည်းနဲ့ပါလေဘသူဘူမှာကျွန်တော်ကဇောင်းမေးပြီးတော့ပြောလို့မရအောင်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီကိစ္စကတဝူးတယောက်မှာဒီအဖွဲ့စည်းအားလုံးရုပ်ပိုင်ရှင်တွေအားလုံးလိုက်တာမှာနိုင်ငံတော်မှာ တရားဝင်တဲ့ကုမ္ပဏီတွေကမရှိပါဘူးသူကနိုင်ငံတော်အခွင့်ဆောင်ပြီးတော့တိုက်နိုင်ပြနိုင်ငံတော်မှာလည်းခွန်တွေတိုးတယ်အဲ့တော့တရားဝင်ကိုကိုရိုက်ဖြစ်ရေးကလည်းသူကကျွန်တော်တို့ကတော့ကြိုးစို့တယ်ဘာလို့ဆိုတော့ကျွန်တော်တို့တချို့တွေအခွင့်ဆောင်ပြီးတော့ကျွန်တော်တို့တွေဟိုဟာရောင်းနေရတယ်ဒီဥစ္စာတစ်ခုဒီအခွင့်ဆောင်ရတဲ့သူက1800လောက်တန်တယ်အခွင့်ဆောင်တဲ့ငွေက900လောက်ပဲတန်တယ် အဲ့တော့တကယ်တမ်းကွန်ဆောင်ရတဲ့သူကအရင်နှစ်နာအဲ့ကြောင့်ကျွန်တော်တို့ကကြိုက်တယ်ဘာလို့လဲပြီးချက်မှတ်တော်ပဲစီမင်းစည်းကမ်းကိုတတိမသိမ်းလိုက်နိုင်နိုင်ငံတော်ကြီးဘယ်လောက်တာရအောင်နိုင်ငံတော်ကြီးတာရလူတိုင်းချမ်းသာတော့မှာပေါ့။ရောင်းဝယ်ကုန်ပြီးတိုက်ပြည့်ရေးမှာပတ်သက်ထားတယ်ချက်မှတ်ထားတယ်ဟုတ်လားအကုန်လုံးငိုးစားရစီမင်းစည်းကမ်းနေရှိတယ်အဲ့တော့တခါကြတော့မဖြစ်လဲဆိုတော့ရိုးရိုးတတ်တာမှားတာတွေရှိတယ် အဲနောက်ပြီးတော့ရွေးကြက်ချင်းရှိရှိမှားတာရှိတော့ကျွန်တော်တို့က10ကမှားတာနေပြီးတော့ခုနက8က5 6ကမှားကုန်တော့ကျွန်တော်တို့ကလုံနေပေါ့အဲ့တော့ဟိုအမြင်ဟိုပေါ့နိုင်ငံတော်ကနေရောကျွန်တော်တို့ဟိုးဂျင်မောင်းဂျင်တော့လိုက်အဖြစ်ကိုအားလုံးစီကန်ပြေဝင်အားလုံးကောင်းတာပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေဒီဟို တမန်ဆက်တော်ရေလုံကြုံချောမွေ့စီရေကိုဒီစည်စည်မှုမှန်ကန်မြန်ဆန်စီဆိုတဲ့ကောင်းတဲ့ကိုမြန်မာနိုင်ငံအဝေးဝေးကုန်စီရနေပြီးတော့အမြင်နဲ့တပတ်အားပါဝင်လိုက်ပါဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ဟိုစူပါဝီးတော့ကောက်ထားတဲ့အရာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံအဝေးဝေးကုန်စီပါရန်ကုန်အနေနဲ့ကတော့ဟိုကား3600ပေါ့ကျွန်တော်ကျွန်တော်အသိဝင်ပါတချို့လည်းအသိဝင်နေတာရှိတယ်ပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ် ျွန်တော်တို့တွေဒီအလုံးအလုံးအလုံးဟိုပေါ့ရင်လိုက်တွေရောမြင်မောင်းနေရောကျွန်တော်တို့တွေဟိုသူတို့ဘဝမြင်မောင်းဖို့အတွက်ကျွန်တော်လုပ်ရမယ်ကျွန်တော်တို့က2020နှစ်12လပိုင်းတရနေ့ရဆက်ပြီးတော့တရားဝင်ကိုတိုက်ဖြတ်ရေးရဒီမှာကျွန်တော်တို့စီကန်းတေဖို့ဆိုတာကျွန်တော် manifest ကိုဒီစစ်စစ်မှတ်တမ်းတွေကျွန်တော်တို့သွားတယ်အဲ့ဒါမှာကျွန်တော်တို့အတင်းရနေရဟောဘာပဲဖြစ်စစ်စစ်ပြီးတော့ကျွန်တော်တို့လွတ်တယ်တခါတည်းရန်ကြရင်ကျွန်တော်တို့ဟိုကားတွေများတော့ ရိုးရိုးသားသားမှားတော့ရှိတာ။အဲအဲ့ဒါလေးတော့ရှိပါဘူး။ဩဘာဖြစ်ဖြစ်ဖြစ်ဟိုနိုင်ငံတော်ကြီးလေအကျဉ်းတာယာတာယာကျင်တယ်ကွာ။သူကကျွန်တော်တို့တွေလောက်ကင်ခွလန်းပေါ်များစေကျင်တယ်။အဲ့ဘာဖြစ်ဖြစ်ဖြစ်နိုင်ငံတော်ကချမှတ်ထားတော့ကုန်ကူကုန်ကူစည်းစည်းမှုနဲ့ပတ်သက်ပြီးချမှတ်ထားတဲ့စီမံစည်းကမ်းတွေကိုကျွန်တော်တို့ကစပြီးတော့ကျွန်တော်တိုင်းပြည်ညီနောင်အသင်းကိုအားလုံးကိုကျွန်တော်လိုက်နာဖို့ ူပေါင်းဆောင်ရွက်ဖို့ကျွန်တော်အမြဲတမ်းအကူအညီတောင်းပြီးတော့လက်တွဲဆောင်ရွက်နေပါတယ်။ဟိုကိုဗစ်ကာလပေါ့နော်ကျွန်တော်တို့အမှုဆောင်ဥက္ကရာတောင်းယူခဲ့ခြင်း၂019နှစ်စရပြီးတော့ကျွန်တော်တို့ဒီမှာ2020မှာကျွန်တော်ကိုဗစ်ဖြစ်တယ်2019နှစ်ကမှာအဲ့တော့ကျွန်တော်တို့ဘင်းတော်ထဲမှာလေပွေးတော့လေအများကြီးကိုပြဖြစ်တော့အဲ့တော့လက်နေပိတ်ဆို့မှုဖြစ်တဲ့စစ်ဆေးရနှာခေါင်းထုတ်ရတယ် ဲ့တော့ကျွန်တော်တို့ကလည်းရမက်စီစီအိုင်နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ကားသမားတွေကိုစစ်စစ်ပြီးတော့ကျွန်တော်တို့ကျမ်းမိုက်စစ်စစ်မှုလုပ်ပေးတယ်ပေါ့အဲ့တော့အဲ့အရာတွေနဲ့နောက်ပြီးတော့တစ်ခါလမ်းမှာလည်းကျွန်တော်စစ်စစ်ခံရတာတွေအခက်အခဲရှိရောဒီလိုပဲဆိုစီကံမှုကျွန်တော်ကုန်ကြီးစစ်စစ်မှုမှန်ကန်မြန်ဆန်စီနဲ့ပုံပုံဝဒလမ်းမဆက်တွေလုံးလုံးချောင်းဝဲဆိုရဲခေါင်းသေးအောင်ပါကျွန်တော်တို့ကားသမားတွေဒီတစ်ခါကကြတော့အမေကန်နေဖြစ်တယ်ဗျာ အဲ့ဒါအမေရိကန်နေဖြစ်တယ်အဲ့ဒီတော့ကြောင်းငါကျတော့စိတ်မကောင်းဖြစ်ရတယ်ပါတဲ့မလားအဲ့တော့ကြောင်းဟိုကျွန်တော်တို့တွေကနိုင်ငံတော်အတွက်ကိုအဓိကတောက်တန်နေပါကုန်ကုန်လုံးဒေတာတစ်ခုတစ်ခုဆက်နွယ်နေတဲ့ဥစ္စာကိုကျွန်တော်တို့ရင်မောင်းနေဒီလိုက်နေအတက်ကိုပဒနာမထားပဲနဲ့ကျွန်တော်တို့တည်ပို့ဆောင်ပေးခဲ့ရပါတယ်နော်ဟုတ်အခုလည်းဘာပဲဖြစ်ဖြစ်နိုင်ငံတော်အတွက်ဆိုကျွန်တော်တို့မြင်တဲ့အဆင်ပြေရှိပါတယ်